ရွှေအလွန်ကျွမ်းတူးဖော်လုံ မြေအုပ်ရေခန်းချောက်လာတဲ့နောင်ချင်းယူဟာကချင်ပြည်နယ်မြေကြီးနားခရိုင်ဝိုင်းမော်မြို့နယ်တွင်တည်ရှိတဲ့နောင်ချင်းယူဟာတွင်ဆက်ရံတရားကြီးတွေနဲ့ရွှေအလွန်ကျွမ်းတူးဖော်တာတွေကြောင့်မြေအုပ်ရေခန်းချောက်လာတဲ့ဖြစ်ပေါ်နေပါတယ်ဒီနှစ်ကျွမ်းလဒုတိယပတ်တိနောင်ချင်းယူဟာကရေတွင်ရေကန်တွေမှာရေမရရှိတဲ့အတွက် မွေးမြူထားတဲ့ကျွေးနွားအလုံးနီးပါးရေငတ်ထိဆုံးခဲ့တယ်လို့ဒေသခံတူဦးကပြောပြပါတယ် နောင်ချင်းကြီးရွာအုပ်စုတွင်ထွေးဆန်ရန်ဆွေရန်ညောင်မင်သာနောင်မွန်းကြီးရွာတို့မှကျွေးနွားတွေကိုအဓိကထားမွေးမြူကြပြီးအကောင်ရည်ရာချီရှိပါတယ်။ဒီမှာရေရှားလာလို့ကျွေးတွေတအိမ်မှာတကောင်တောင်မှမရှိတော့တဲ့အိမ်တွေရှိတယ်။ဒီညက်ကျွေးအရန်တဲတာရေရှားပါလို့မြစ်ပေးမှနေပြီးမိရေကတောက်လို့မရဘူး။ဇွန်လရောက်နေပြီးရေတွန်းတောင်မှရေမြောက်သေးဘူး။ပေ၄၀၅၀နတ်တဲ့တွန်းတောင်မှခန်းတယ် လို့နောင်ချင်းရွာသားတို့ကပြောပါတယ်။နောင်ချင်းကြီးရွာအုပ်စုဟာအေယာဝလီမြစ်ကန်နဖူးတွင်တည်ထားတဲ့ရွာတန်းရှည်ဖြစ်ပေမဲ့မြစ်ထဲမှာဆက်ရံတရားကြီးတွေနဲ့ရွှေအလွန်အကျွံတူးဖော်လာချောင်းမြည်ရေနောက်ကြီးကတောက်တုံးလို့မရတော့တဲ့အခြေအနေမှာရှိနေပါတယ်။ဓာတုပစ္စည်းတွေတုံးက ရွှေတန့်စင်တဲ့အတွက်ငားပဇွန်စတဲ့ရေနေတဲ့တော်ရတွေတည်ဆုံးတဲ့အထိအေယာဝလီမြစ်ရေဟာညဉ့်ညမ်းနေပါတယ်။